သူကိုပါဇက်ဖွာတဲ့ကောင်လေးတို့ပြောလာတဲ့မခါချက်ကိုထိနာစေမဲ့စကားလုံးနေပြန်လေခြေပါလိုက်တဲ့ဒိုရီယာဘရိတ်တမန်လုံးဝမေ့လာများအင်္ဂလိပ်မှာရှယ်စပော့ကနေအားလုံးကိုပြန်လေကြိုးစားပါရင်ဒီနေ့မှာတော့သူကိုပါဇက်ဖွာတဲ့ကောင်လေးတို့ပြောလာတဲ့မခါချက်ကိုထိနာစေမဲ့စကားလုံးနေပြန်လေခြေပါလိုက်တဲ့ဒိုရီယာဆိုတဲ့အကြောင်းအရာကိုတင်ဆက်ပေးသွားပါပါ USC အနေနဲ့ဖိုင်တာတွေဖိကြတဲ့ SLM ကရှက်တဲ့အီလီယာဒိုရီယာတို့ကကျိုးဝိုင်းထဲမှာပွဲမဖြစ်ခဲ့ပေမဲ့စကားလုံးတိုက်ဝဲတွေကတော့တော်လေးပြင်းထန်နေပါတယ် ဒီစကလုံးတိုက်ပွဲတွေမဟုတ်ပဲဒီဖိုင်တာနှစ်ယောက်ကိုဂျိုးဝိုင်းတင်းမှာမင်းပါကောင်းလဲငါပါကောင်းလဲပြေးတွေ့လိုက်ရင်အတော်လေးကိုကြည့်ရကောင်းသွားမှာပါမခါရှက်ကဒိုရီယာကိုဘာမှအဖြစ်မရှိတဲ့စပိန်ကလာတဲ့ပါဇက်ဟောင်းပွားဟောင်းပွားတဲ့ကောင်းလေးဆိုပြီးထုတ်နေကြတာပါမခါရှက်ကဒိုရီယာကိုလိုက်ဝိတ်တဲမှာမင်းကဘာကောင်းမှမဟုတ်ဘူးတဝဲလာနိုင်ပြီးမှငါနဲ့စကားဆက်ပြောတာပေါ့လို့လေးတိုက်သွားခဲ့တာပါဒါကိုဒိုရီယာကလည်းမခံပါဘူးမခါရှက်ရဲ့ post ကို share ပြီးတော့အခုလိုမျိုးပြန်လဲရေးသားသွားခဲ့ပါတယ် မင်းနဲ့ငါနဲ့အကြာကကွာခြားချက်ကငါကယောက်ျားတယောက်ဖြစ်ပြီးတော့မင်းကတော့လူရှင်တော်တယောက်ပါငါကစကားပြောပြီးတိုက်ခိုက်တယ်မင်းကစကားပြောပြီးတော့ပြေးပေါ်တယ်ပြေးထောက်ကွာခြေရာရီတော့မကြံခဲ့စေနဲ့ပေါ့ကွာလို့ဒိုရီယာကတုတ်ပြသွားခဲ့တာပါဒိုရီယာကမခါရှက်ကိုစိန်ခေါ်ဖို့ဖယ်သာဝေးချန်ပီယံကလပ်ကိုဆွန့်လွတ်ပြီးတော့လိုင်းဝေးတန်းကိုတက်လာခဲ့တာပါမခါရှက်ကတော့လိုင်းဝေးတန်းကနေချန်ပီယံကလပ်ကိုဆွန့်လွတ်ပြီးတော့ဝေသာဝေးတန်းကိုတက်သွားခဲ့တာပါဒါကြောင့်မလို့ဝေးတန်းမတူတော့တဲ့ဒီဖိုင်တာတို့ရဲ့တွဲဆိုင်ကိုပရိသတ်တွေမြင်တွေ့ခွင့်မရခဲ့ပါဘူး ဒါပေမဲ့စကားလုံးတိုက်ပွဲတွေကတော့ဒီဖိုင်တာတွေဦးကျမှာဒေါ်လေးပြင်းထန်နေခဲ့ပါတယ်ဒီနေ့တင်ဆက်မှုကတော့ပါပဲ USA 1 Championship နဲ့ Lawy တင်အကြောင်းအရာကိုစောစောလေးတင်ဆက်ပေးနေတယ်။ Ingrid Marshall Sport Channel လေးကို Like and Follow လေးလုပ်ထားပြီး Video လေးကိုလည်း Share ပေးဖို့အတွက်တောင်းဆိုလိုက်ရပါတယ်။